မင်္ဂလာပါခင်ဗျာရွှေညောင်မြေ channel ကနေကြိုဆိုပါရစေအချိန်လေးဟာရေလိုပဲတင်းတင်းတင်းစီးဆင်းနေတာမို့မကြခင်မှာပဲ2026ခုနှစ်ဆိုတဲ့နှစ်တစ်ကိုဖြတ်ကျော်ရတော့မှာဖြစ်ပါတယ်ဒီနှစ်တစ်မှာကျွန်တော် channel ပြည့်တက်ကြီးအတွက်နေဖွားအလိုက်ဘလို့ခွန်းလန်းတွေဘလို့စိန်ခေါ်မှုတွေဘလို့ကောင်းကျိုးဆိုးကျိုးတွေကိုလူဆောင်လာမလဲဆိုတာကိုသိရှိလိုကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရွှေညောင်မြေ channel ကနေနှစ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ တနစ်စာဟောစဉ်ဟာမိသားသမီးအလိုက် စီဝါရေးလူမှုရေးပညာရေးအခြေရေးကျန်းမာရေးစတဲ့ကဏ္ဍအသီးသီးကိုအသေးစိတ်တိကျမှန်ကန်စွာသုံးသပ်ဟောပြောပြသွားမှာဖြစ်ပါတယ်။ဒီဟောစဉ်ဟာကိုရိုင်းရဲ့ရှိလာမဲ့တနစ်တာကာလအတွက်လမ်းညွှန်မြေဖို့တခုဂျူတင်ပြင်ဆင်မှုအတွက်အဖို့တန်တဲ့တည်ပညာတွေဖြစ်စီမှာသိကြပါတယ်။ဒါကြောင့်မလို့2026ခုနှစ်မှာဘုန်းကန်တို့လက်ရှင်ပြီးကောင်းကျိုးလိုအပ်ဆန္ဒတွေပြည့်ဝကြစီဖို့အတွက်ရှင်ညာမြေရဲ့ ဗီရင်လက္ခဏာကံမြတ်ပညာသူတည်ဆရာကြီးဦးမြတ်ဆန်းသူတည်တနာပြုထားတဲ့2026ခုနှစ်တနစ်စာဟောဆန်းကိုနားဆင်နိုင်ပါပြီအားလုံးပဲကံကောင်းကြပါစေခရီးတက်ကြည့်2026ခုနှစ်အတွက်နေ့တင်မင်္ဂလာအခါသမယအတွက် နှစ်သိအကျိုးအနေနဲ့ရွှေညာမြေ channel မှာတစ်စက်အေဂျင်လက္ခဏာကံပြရပညာသူတွေသည်ဆရာကြီးဦးမြတ်ဆန်ကခொနီယတာသမီများအတွက်ကို နှစ်သိအကျိုးစူတောင်းလေးနဲ့စူတောင်းရင်းနဲ့ခရစ်တက်ရက်2026ခုနှစ်မှာအေဂျန်တာယာတော့ဘဝများကိုရရှိပိုင်ဆိုင်ပြီးဘဝမှာကံကောင်းခြင်းနေနဲ့စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့မိသားစုတွေစုံစုံညီညီနဲ့ပြန်လည်ပေါင်းစည်းပြီးတော့ဘဝမှာအေဂျန်တာယာတော့ ဘဝကိုရရှိနိုင်ဆိုင်ခံစားဆန်းစားနိုင်ကြပါစေလို့ဆင်ညာမြေမိသားစုရဲ့ဦးစားဒီရင်လက္ခဏာကံပြာပညာသူတည်သည်ဆရာကြီးဦးမြတ်ဆံမနှစ်သက်အကျိုးအနေနဲ့ဆုတောင်းမြတ်တာဥဒါပါတယ်ဆင်ညာမြေ channel မှာတစ်ဆင့်2026ခုနှစ်မှာခொနည်းသားသမီးများရဲ့ hostel ကိုဟောကြားဖတ်ကြားပြီးတဲ့အခါမှာဒီတစ်ပတ်မှာတော့တနင်္ဂနွေသားသမီးများအတွက် ခရစ်တက်ကရစ်2026ခုနှစ်အတွက်အထူးကံ့ကြမ္မာများတနစ်စာလုံးပေါ့ဗျာနော်2026ခုနှစ်တနစ်စာလုံးအတွက်တင်းငွေသားသမီးများအတွက်ဘာတွေဆောင်လို့ဘာတွေရှောင်းရမလဲဘယ်အရာတွေတော့ကံကောင်းမလဲဘယ်အရာတွေကတော့ကံဆိုးမလဲဘဝမှာလုံးတင်တာတွေကဘာတွေလိုရမလဲမလုံးတင်တာတွေကဘာတွေမလိုရဘူးဆိုတော့ကိုကျွေးညာမြေ channel မှာတစ်စက်2026ခုနှစ်အတွက်တင်းငွေသားသမီးများရဲ့ဘဝကံ့ကြမ္မာ အပြောင်းအလဲများကိုတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ခရစ်တက်ကရက်2026ခုနှစ်မှာတဲ့တင်းငွေသားကြီးများတားရွှေဦးထန်းလာမဲ့ကိန်းထဲမှာကျုံမဲ့နှစ်ပါခင်ဗျเนาะတားရွှေဦးထန်းလာမဲ့ကျုံမဲ့နှစ်ပါကံကောင်းတကအကောင်းဆုံးဖြစ်လို့လည်းပြောလို့ရပါတယ်အဲ့လိုပဲတဲ့တင်းငွေသားသမီးများဟာအဝမှာမရဘူးသောစီစဉ်ဥစ္စာမကင်ဘူးသောငွေကြေးဥစ္စာအဲ့တော့ မသွားဘူးတော့ခကြီးမြောက်လေတောက်ရှိစေတတ်ပါတယ်ခင်ဗျာနော်အဲ့တော့2026ခုနှစ်ကရစ်တက်ကရစ်မှာတဲ့လေးလာတာကာလကျွန်တော်တို့လေးလာပိုင်းရဲ့နောက်ပိုင်းကြရင်ပို့ပြီးတော့ကန့်ကောင်းစီတတ်ပါတယ်ဒီလေးလာပိုင်းအတွင်းမှာတော့တဲ့အတိတ်ကံရဲ့နှိမ့်ဆက်ခြင်းပြီးစီခြင်းမဆိုးကြများရဲ့ဓာတ်ဟုတော့အလူလဲခံဖို့ရှိပါတယ်အဲ့တော့အကောင်းနေလာတော့မယ်ဆိုရင်အဆိုးရှိရခံတာလောကရဲ့သဘောတဘာဝပေါ့ဗျာအကြောင်းမလို့ ခရစ်တက်ရက်2026ခုနှစ်မှာတော့တနင်္ဂနွေသားသမီးများအနေနဲ့ကျွန်တော်တို့တလပိုင်း၊လပိုင်း၊၃လပိုင်း၊၄လပိုင်းပေါ့အဲ့ဒီလောက်အထီးရတော့နည်းနည်းလေးကြံ့ကြံ့ခံပြီးတော့ရင်ဆိုင်နိုင်ဖို့ကြော်လွားနိုင်ဖို့လိုပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကျွန်တော်တို့ဇနကဇနကမင်းသားတမောပြတ်တကယ်သူအပင်လေထဲမှာကုခရတဲ့ကာလမှာကဲကိုလည်းမြင်နေရပြီ၊လမ်းကိုလည်းမြင်နေရပြီတဲ့တနင်္ဂနွေသားသမီးများကအဲ့တော့ကဲမြင်လမ်းမြင်ပြီးလို့ရှိရင်တော့ ကိုယ့်ရဲ့ဘဝကံတရားမှာကိုယ်မော်ရောက်ရင်တော့ဘဝမှာလူကျင်တာတွေရမယ်ဆိုတဲ့တနင်္ဂနွေသားညီငါဖြစ်ပါခုံနေတူသွားပဲတဲ့နာမကရလို့ခေါ်တဲ့နာမည်မှာတနင်္ဂနွေနံပါတ်ပို့ပြီးတော့ကံကောင်းခြင်းတွေဖြစ်စေရပါတယ်ခင်ဗျာနော်ခုံနေတူသွားပဲတဲ့နော်ကိုယ့်ရဲ့ကျွန်တော်တို့မိတ်ကျူလို့ခေါ်တဲ့ဥဒစိမ့်မန်ဒန်လာကိုရှားလို့ခေါ်တဲ့နော်ကျွန်တော်တို့တောက်ကြသားသမီးတောက်ကြနံလုပ်ငန်းနော်ကျွန်တော်တို့တို့တန်းတို့ခီးသွားလုပ်ငန်းတို့နော်အဲ့တော့အဲ့လိုလုပ်ငန်းတွေနဲ့လည်း တနင်္ဂနွေသားသမီးများဟာခရစ်တက်ကရစ်2026ခုနှစ်မှာအောင်မြင်စီတတ်ပါရခင်ဗျာနော်အကြောင်းမလို့မိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေလည်းတွေ့ပါမယ်ကုညီမဲ့လူတွေလည်းတွေ့စီတတ်တယ်နှစ်တနှစ်လို့ဆိုရမှာပါခင်ဗျာအကြောင်းမလို့တနင်္ဂနွေသားသမီးများနေနဲ့တဲ့ဘဝမှာအထူးကံကောင်းစီခြင်းနေအခုလာမဲ့တလပိုင်းတလပိုင်း၃လပိုင်း၄လပိုင်းနေမှာဆိုးနေတဲ့ကံတွေကိုပျောက်ခြင်းနေဆိုရင်ကိုယ့်ရဲ့နေရင်ဖျားမှာတော့ကျွန်တော်တို့တနင်္ဂနွေ ညာရဲ့ကျွန်တော်တို့အညွန့်ညာဖြစ်တော့တနင်္လာနံကံကောပန်းညလူသားညင်းကြာသံကြော်တွေလူသားညင်းကိုလည်းမကြကနာလှုပ်ပေးပါပြီးလို့ရှိလို့ရှိရင်မိခင်ဖခင်များကိုကျွန်တော်တို့တတ်နိုင်တဲ့လူချင်းတန်းချင်းလေးတွေလှုပ်ပါခင်ဗျဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လေးလာတာကာလမှာအတိတ်ကံရဲ့စိုးကျူးအရှင်မကုံသေးတာဖြစ်တာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးများအနေနဲ့အမိအဖဆရာသမားများကိုပူဇော်ခြင်းကတော့ခြင်းတော့ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုလို့ရှိရင်ဖရာတရားမြတ်ခြင်းကိုယုံကြည်ကိုးကွယ်ရာဘာသာအလိုက် အော်ကျွန်တော်တို့ယုံကြည်ကိုးကွယ်ရာဘာသာလိုက်လေလူတိုင်းချင်းပူဇော်ခြင်းတွေလုပ်ပေးပါခင်ဗျဒါဆိုရင်တော့တနင်္ဂနွေသားသမီးများအနေနဲ့အော်ကျွန်တော်တို့အတိတ်မှာစိုးကျိုးရှိတဲ့ကံတွေလည်းအမြတ်ဆုံးကုန်ပြီးတော့ကံကောင်းခြင်းတွေရရှိတတ်မယ်လို့အာကျွန်တော်တို့ဆိုလိုပါတယ်ခင်ဗျနော်ဟုတ်ကဲ့ဆရာဟုတ်ကဲ့အကြောင်းမလို့ဘဝမှာကံကောင်းခြင်းဖြစ်စေတတ်တဲ့တနင်္ဂနွေသားသမီးများတော့တဲ့ကတိတက်ကတိ2026ခုနှစ်ကိုဥပြောင်းတဲ့အခါမှာလေးလပိုင်းရဲ့နောက်ပိုင်းမှာပို့ပြီးတော့ကံကောင်းခြင်းတွေဖြစ်ပါမယ်ခင်ဗျနော် ဒီလပိုင်းနောက်ပိုင်းဆိုလို့ရှိရင်ဟောကျွန်တော်တို့မုတ်ဆူအရှူရကိန်းလို့ခေါ်တဲ့ကံတရားကောင်းကြီးနေဖြစ်ပါတယ်။နောက်တားချူရကိန်းလို့လည်းခေါ်ပါတယ်ခင်ဗျာနော်။အကြောင်းမလို့ဘဝမှာကံကောင်းကြီးဖြစ်စေတတ်တဲ့တင်းငွေတွေသားသမီးများတော့ဟောကျွန်တော်တို့ထင်းပေါ်လို့စင်တော်ကကောက်ပါမယ်။နော်နောက်ပြတော့လဲစိုင်းကိုရင်ခြုံပေါ်ရောက်မယ်တင်းငွေတွေသားသမီးများဖြစ်ပါတယ်ခင်ဗျာ။အကြောင်းမလို့ဝါသနာပါပါမပါပါတင်းငွေတွေသားသမီးများအနေနဲ့2026ခုနှစ်လေးလပိုင်းရဲ့နောက်ပိုင်းမှာ ခြိကန်ဆန်းညင်းတော့ကျွန်တော်တို့စုမဲကန်ဆန်းကန်စုမဲညာကန်ဆန်းညင်းမျိုးကိုပြုလုပ်ပေးပါခင်ဗျာနော်ဒါဆိုရင်ဘဝမှာကန်ကောင်းခြင်းဖြစ်စီတတ်ပါတယ်ဒါကြောင့်မလို့အတိတ်ကန်နဲ့ဆိုင်တဲ့ငွေကြီးတွေလေရစီတတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာပါခင်ဗျာအနေငွေသားသမီးများတော့တဲ့အဲ့တော့လာမယ့်ခရစ်သက်ကလေး2026ခုနှစ်လေးလပိုင်းရဲ့နောက်ပိုင်းမှာလက်ကမောင်းခဲ့ပါခင်ဗျာဘဝမှာကန်ကောင်းခြင်းတွေအများကြီးရစီတတ်တဲ့နေသားသမီးလို့ဆိုရမှာပါအထူးကံကောင်းတဲ့နေလို့လဲဆိုရမှာပါခင်ဗျာ ဟိုမှာကံကောင်းခြင်းဖြစ်စေတတ်တဲ့နှစ်တည်းလည်းဖြစ်စေတတ်ပါတယ်ခင်ဗျာနော်အကြောင်းမလို့နှစ်တည်းနှစ်တည်းရဲ့အကူအပြောင်းမှာအထူးကောင်းတာကတော့တနင်္ဂနွေသားသမီးများပဲဖြစ်ပါတယ်အကြောင်းမလို့ဘဝမှာကံကောင်းခြင်းဖြစ်မဲ့တနင်္ဂနွေသားသမီးများတွေတဲ့နော်ဟိုမှာကိုယ့်ရဲ့အာယုအရလို့ခေါ်တဲ့တနင်္ဂနွေရဲ့အာယုရကတော့အရှိရလို့ခေါ်ပါတယ်ခင်ဗျာအသက်ရှိအောင်တော့ကျွန်တော်တို့အရှိရမှာကျွန်တော်တို့ရေလောင်းမှာဆူတောင်းမှာပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ ကောင်းညင်းမောင်းနေဦးလေကိုယ့်ရဲ့မွေးနေ့ရောက်တိုင်းရောက်တိုင်းနေရင်ဖေရမှာလူရညင်းတွေလှုပ်ပေးပါခင်ဗျဒါဆိုရင်ဘဝမှာကံကောင်းညင်းတွေကြီးစေရတဲ့တင်းငင်းတွေသာတူဖြစ်ပါတယ်နောက်2026ခုနေတဲ့တလပိုင်း2လပိုင်း3လပိုင်း4လပိုင်းတွေမှာအထူးရှောင်ရမှာတော့ပုဒ္ဓဘုရားတူဖြစ်ပါတယ်ခင်ဗျအင်းဝါဆိုတဲ့အတွင်းရဖြစ်ပါတယ်နော်အဲ့တော့ကိုယ်ဒုက္ခပြီးမှလဲအနီးကရန်သူကြီးလဲကျုံစီတတ်တဲ့ကံတရားရှိပါတယ်4လပိုင်းရဲ့နောက်ပိုင်းမှာဆိုရင်တော့နော်ကျွန်တော်တို့ ရန်နေကုန်မယ်လို့ကျွန်တော်တို့ခေါ်ပါတယ်ခင်ဗျာနော်အဲ့တော့ကိုယ့်ရဲ့အမြင့်ကျူကလည်းယာသအိမ်မှာရှိတာဖြစ်တဲ့ဘဝမှာကံကောင်းခြင်းဖြစ်ပြီးတဲ့နှစ်တည်းနှစ်လို့ခေါ်ပါတယ်ခင်ဗျာအကြောင်းမလို့အထူးကံကောင်းစီတဲ့ခရစ်သက်ကလေး2026ခုနှစ်မှာတော့တနင်္ဂနွေသားဘဝမှာအော်ထီပေါချင်းချဲပေါချင်းအမွေရချင်းဘဝမှာစီးစင်ဥစ္စာတွေရချင်းမကင်မှုသောငွေကြေးဥစ္စာတွေရချင်းဖြစ်မဲ့နှစ်တနည်းလို့ဣဒင်လက္ခဏာကံပြပညာသူတည်သည့်ဆရာကြီးဦးမြတ်စံကတော့ကျွန်တော်တို့ နှစ်တည်ရဲ့ဆူတောင်းအနေနဲ့တနင်္ဂနွေသားသမီးများအတွက်ကံကောင်းလို့ကံပြောင်းမဲ့နှစ်လို့ဆိုကြပါတယ်ခင်ဗျာအဲကြောင့်မလို့ကိုနေသားသမီးများအနေနဲ့ဘေးဘရာတွေဝေးကွာပြီးအက်စီဒန်လူရာဆနပြေးပြီးနှစ်တည်းရဲ့နှစ်တည်းမှာဘဝအေးချမ်းတာရတော့ဘဝများကိုရရှိပိုင်ဆိုင်ကန်စာဆက်စားနိုင်ကြပါသည်ခင်ဗျာ